ရာဖင်ညာတို့အကောင်းဆုံးနေလို့ပြနိုင်ခဲ့ပေမယ့်နှမျိုးစရာဖြစ်ခဲ့ရတဲ့ချန်ပီယံလိရာဒီဘောလုံးပွဲလေးမှာတစ်ခါတလေအကောင်းဆုံးဖန်ဆောင်ရင်းတွေပြသခဲ့ပေမယ့်ကမကောင်းစားနဲ့ပဲစူးတစိတ်တင်နဲ့လွဲခဲ့ရတာမျိုးတွေရှိတတ်ပါတယ်ဒီနေ့မှာတော့ရာဖင်ညာရဲ့ပြီးခဲ့တဲ့ချန်ပီယံလိရာဒီအကြောင်းကိုပြောပြခြင်းပါတယ်သူ့အတွက်တကယ်ကိုနှမျိုးစရာကောင်းခဲ့တဲ့ရာဒီတစ်ခုလို့ဆိုရမှာပါဘာလို့လဲဆိုတော့သူ့အတူအူးချင်းဆွဲဆောင်ရင်းရာထိတ်ဆုံးကိုရောက်ရှိခဲ့ပေမယ့်အတင်းလိုက်အောင်မြင်မှုကတော့သူ့အတွက်မရရှိခဲ့လို့ပါပဲဘောလုံးလောကရဲ့မတရားဘူးလို့ထင်ရတဲ့ရှူတောင်းတစ်ခုကိုဒီဖြစ်ရကနေမြင်တွေ့နိုင်ပါတယ်ရာဖင်ညာဒီရာဒီချန်ပီယံလိပြိုင်ပွဲမှာ twin goal 73ကိုသွင်းယူနိုင်ခဲ့ပြီးဂိုးပန်နီမို၈ချိန်အထိပြုတ်လုပ်နိုင်ခဲ့ပါတယ်ဒီကိန်းကိန်းတောင်းတွေဟာဒီနေ့ရာဒီရဲ့ချန်ပီယံလိပြိုင်ပွဲမှာအများဆုံးဖြစ်ခဲ့တဲ့ကိန်းကိန်းတောင်းတွေပါပဲတခြားဘယ်ကစားသ တော့မှဒီလိုဆွမ်းဆောင်ရည်မျိုးမပြန့်တနိုင်ခဲ့ပါဘူးသူရဲ့ဂိုးပောင်းဝင်ပတ်သက်မှုအရဆိုရင်လည်း၂၀ကြိမ်ထိရှိခဲ့ပြီးဒါဘောလုံးသမားရဲ့အထင်ကြီးရကစားသမားတစ်ဦးဖြစ်တဲ့စီရိုနာဒိုရဲ့ဆွမ်းဆောင်ခဲ့ဘူးတဲ့၂၀ကြိမ်ဆိုတဲ့မှတ်တမ်းကိုလိုက်မိနိုင်ခဲ့တာဖြစ်လို့ရာဖင်ညာရဲ့ဆန်းဆောင်ကြီးရတကယ်ကိုထူးခြားတယ်လို့ပြောနိုင်ပါတယ်ဒီလိုကိန်းကနေနေဆိုရင်သူအတရာတိရဲ့အကောင်းဆုံးသမားတဦးဖြစ်ရည်တည်နိုင်ခဲ့တာပါကိုသွင်းနိုင်စွမ်းရောကိုဖတ်နေနိုင်စွမ်းနှမျိုးစလုံးမှာထူးထွန်းတော်သူတက်တည်ပြခဲ့ပြီးပရိသတ်ရဲ့မြန်မာတော့သူအဒီယာတိချန်ပီယံလိရဲ့ဘရင်တပါလို့ပါပဲဒါပေမဲ့ဘောလုံးကကြမ္မာကရာဖင်ညာဘက်မှာရှိမနေခဲ့ပါဘူးသူအတင်းကကံမကောင်းစွာနဲ့ပဲဆီမီဖိုင်နယ်မှာအင်တာမီလန်ကိုရှုံးနေပြီးဖိုင်နယ်နဲ့လွဲသွားတာကြောင့် ဘောလုံးပွဲတက်ပြီးချန်ပီယံဖြစ်သွားတဲ့ဒွမ်ဘီလီနဲ့ BSG ကပဲအကောင်းဆုံးဆိုတာရည်နဲ့ထိုက်တန်သွားတာကိုလက်ခံရပါလိမ့်မယ်။ဘောလုံးလောကမှာအောင်မြင်မှုနဲ့စွတ်တိတ်တိတ်ကအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေတာပါ။ကစားသမားတို့ဦးချင်းရဲ့ထူးချွန်မှုကအရေးကြီးပါမယ်။အတင်းလိုက်အောင်မြင်မှုကပိုပြီးအတိမြတ်ပြုခင်ရလေးရှိပါတယ်။ဘာဖင်ညာရဲ့စွမ်းဆောင်ရည်တွေဘလောက်ပဲကောင်းမွန်နေပါစေသူအတင်းဖိုင်နယ်ကိုမတက်နိုင်ခဲ့တဲ့အတွက်တူဦးချင်းစုရည်နေလဲလွှဲချော်ခဲ့ရတာပါ။ဒါဟာဘောလုံးလောကရဲ့ကြမ်းတမ်းတဲ့သဘာဝတစ်ခုပါပဲ။တူဦးချင်းကောင်းမွန်စွာကစားနိုင်ခဲ့ပေမဲ့လည်းအတင်းအတွက်နောက်ဆုံးပန်းနိုင်ကိုမရောက်ခဲ့တဲ့အတွက်နင့်နာရတာတော့အမှန်ပါပဲ။ချန်ပီယံလိရဲ့ဒီနေ့တာအကောင်းဆုံးကစားသမားစုကိုတောင်ရာဖင်ညာမရခဲ့တာတကယ်ကိုနင့်နာရပါတယ်။ တပတ်မှလည်းလူရီကချန်ပီယံဖြစ်တဲ့အတင်းကိုပဲမှတ်မိတာပါအမှတ်သားမဲ့ဆွမ်းဆောင်ရည်တွေကိုလူရီကတိတ်ပြီးအာယုံမဆိုင်တတ်ကြပါဘူးဒီတော့ဒါကိုအပြစ်မြင်နေလို့မရတယ်လို့မမျှတဘူးလို့အော်နေလို့လည်းမရပါဘူးဘောလုံးလောကရဲ့တဘာဝကဒီလိုပါပဲအဆုံးသက်ရလကတာအဓိကဖြစ်ပါတယ်ကလပ်အတင်းတွေပရိသတ်တွေနဲ့မီဒီယာတွေကအနိုင်ရရှိသူတွေကိုပဲဦးစားပေးလို့ရှိပါတယ်ဒါပေမဲ့ရာဖင်ညာကဒီရသည်အတွက်ဒီနေ့တာအကောင်းဆုံးစံသမားစုဖြစ်တဲ့ဘလွန်နီယော့စုကိုရယူနိုင်တဲ့ကစားသမားစီးရင်မှာတော့ပါဝင်နေပါတယ်သူရဲ့ချွင်းချက်ရှိကောင်းမွန်တဲ့ဆွမ်းဆောင်ရည်တွေကြောင့်ဒီလိုအတိမတ်ပြုခံရတာဟာသူ့အတွက်ဂုဏ်ယူကြပါပဲ ဒါပေမဲ့ဘိုဆဲကလေးအတင်းကကစားသမားယူနဲ့နိုင်ရှင်ရင်တော့အခွင့်ရေးအနေနဲ့နေပါနိုင်ပါတယ်ဘရူနီယိုဆုဆိုတာကအတင်းလိုက်အောင်မြင်မှုနဲ့တူဦးချင်းဆွဲဆောင်ယူနေကူစလုံးကိုချိန်ထိုးပြီးပေးအပ်လေရှိတာကြောင့်သူဘလောက်ပဲထူးချွန်နေပါစေသူအတင်းချန်ပီယံလိဖလားနဲ့လွဲချော်ခဲ့တာကအကြီးမားဆုံးအားနည်းချက်ဖြစ်နေပါတယ်ရာဖင်ယာရဲ့ဒီယာလီချန်ပီယံလိဆွဲဆောင်ရေးကတကယ်ကိုချီးကျူးရအောင်ကောင်းပါတယ်သူကတကယ်ကိုအဆင်းမြင့်ကစားသမားတူဦးဖြစ်ကြောင်းတက်တည်ပြခဲ့ပြီးသူ့ရဲ့နာဂတ်ဘောလုံးသမားဘဝမှာပိုကြီးမားတဲ့အောင်မြင်မှုတွေရောက်ပါစေလို့ဆုတောင်းပေးရမှာပါပဲလာမယ့်ရာသီလမှာသူချန်ပီယံလိဖလားကိုရယူပြီးသူ့ရဲ့ထူးခြားတဲ့ဆွမ်းဆောင်ရည်တွေကိုစုတသိမ့်နဲ့မှာပေါင်းဆက်ပြနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ သူ့လူကစားသမားမျိုးတွေဘောလုံးလုံးကောက်မှာပုံများလာဖို့မျှော်လင့်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမ